ည့်နေပါကြာမှရတဲ့အခွင့်အရေးကိုတရားတံခိုးထားပြီးတော့စုတ်ကိုင်းပြီးတော့ကြိုးစားပါမယ်လို့ဘာပြောင်းလဲသွားလဲဆိုတော့လူငယ်ရဲ့ဟောဆယ်နှစ်ဆယ်နှစ်နေပါလားရှိပေါ့နော်အကိုနဲ့မဆုံတာပြန်ဆုံပြန်တွေ့တော့ကြာတော့ကလေးတယောက်ဖေးဖြစ်သွားတယ်ပြောင်းလဲမှုပြောင်းလဲမှုပေါ့ပြောင်းလဲတိုးတက်ပြောင်းလဲမှုပေါ့ဒါကတော့တုံရင်တုံရင်ပဲအဲ့လစ်ဆန်ဝန္ဒလန်ပွဲမှာတော့ဆိုကိုနေတိုးစီပင်ကောက်တာအဲ့ကိုနေတိုးစီပင်ကောက်တော့ခါမမြင်ဘူးတော့တော်တော်လိုက်တာပဲလို့ ูอ่ะน่ะเหมียวเนี่ยซะเปลี่ยนๆช่างไล่ลูกอ๋อแล้วแล้วก็กอกๆเลยเนี่ยเปลี่ยนให้ตู้อ่ะตันอ่ะဆိုပြီးတော့လေตู้อ่ะตันอูยอ่ะဟောဘောတော့နောက်မိနစ်ငယ်လေးလာတော့ကျန်တော့ကြောပြပါမယ်ပြုတ်ပြီးဆက်ဖြစ်နေပါပါဟာ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  java ဆိုတာလည်း java ထဲမှာကျွန်တော်တို့လည်းဒါ ခွင့်ရရလဲလက်ခုခွင့်ရရလဲတိတ်မရှိကြဘူးဥမာဒါပြန်ပြီးတော့လူစီတက်ခစ်လို့ပြန်ပြီးတော့အလုပ်လုပ်လာကြတာဆိုတော့ဒါစုံဖြစ်တာပေါ့ဒါမှမဟုတ်စုံစုံပြင်းရတဲ့အတွက်လည်းဒီဝမ်းသာတယ်နောက်ပြီးတော့ဒီဒီဒီလိုမျိုးပေါ့နော်လူပညာရတာဝိုင်းနဲ့ပတ်သက်ပြီးတော့ရောနောက်ပြီးတော့တင်ပြမှုပုံစံလေးလည်းပြိတ်သက်ဖို့ဟိုအစမ်းအစ်စမ်းလေးနဲ့ ဟိုဘယ်တော့မှမရိုက်ခဲ့ဘူးသေးတဲ့ပုံစံမျိုးလေးလည်းဖြစ်နေတာပေါ့နော်တရားဆောင်ရတဲ့ပုံစံလေးအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ရောက်လာတာပြန်ပြီးတော့အဓိပ္ပာယ်ပုံမှာလည်းရင်ခုန်တယ်လို့ဟိုသူအပြင်ပြေသက်တွေ့လဲတာဒီပုံစံလောက်ဆံမှုရှိနေတာပို့ပြီးတော့ကြိုးစားရမယ်လို့လည်းစိတ်ထဲမှာဖြစ်မိပါတယ် ူစားပါမယ်။ဒါလို့ပါဝင်မဲ့ဝင်းသီထွတ်ထွက်လေးရဲ့စကားလေးတွေနဲ့ပြောပေးခဲ့ပါဦး။ဖွေဖွေးပြောပေးခဲ့ပါဦးလို့ဝင်းသီထွတ်ထွက်လည်းပေါ့နော်။ဝင်းသီထွတ်ကတော့အကသင်မျိုးပြောထားတယ်။မြန်မာကမတက်ဘူးပေါ့နော်ဖွေရ။တခြားကလည်းမတက်ဘူး။မဖွေရနေဘယ်လိုမျိုး။ဒီကမ်းမှာမိုးမြင့်ဆန်းဆိုတဲ့ character နေမျိုးတယောက်ဆောင်ပေါ့နော်။ပြစ်တဲ့ခုလုံးမှာဆိုလို့ရှိရင်ဖွေရပြစ်တဲ့အတွက်အရင်စဉ်းစားရပြင်ဖွေအတွက်စဉ်းစားရ အဒီသဘင်မျိုးနဲ့မှဒီမျိုးမျိုးဆန်လိုက်မယ်လို့ခွေးယူဆရတဲ့အတွက်ခွေးသဘင်ညှက်လိုက်တယ်ပေါ့နော်အဲခုတော့ဒီကားကတော့မရရသေးဘူးခိုင်မာကတော့အမတ်တရားပြီးအများကြီးရှိရဲ့ဒီမှာနေကြတော့ရိုက်ခဲအမီမျိုးမှရဲ့မှာအေးပေါ့ဒါကတော့ကျွန်တော်တို့လူပညာပေါ်မှာလည်းဒါသစ္စာတစ်ခုပေါ့နော် ောက်တစ်ခုကကြတော့ဘယ်လိုခေါ်မလဲဆိုတော့အပြောင်းအလဲပေါ့ကျွန်တော်တို့ကဒါပရိသတ်ကိုလည်းအပြောင်းအလဲမြင်စေခြင်းနဲ့အမှုပညာရှင်တိုင်းမှာဒါဒီလိုဆန္ဒလေးရှိကြတယ်ပေါ့နော်အာဆိုလို့ရှိရင်ဟိုတလောကဆိုလို့ရှိရင်ကျွန်တော်စပင်လေးတွေကောက်လေးလှုပ်လိုက်တာတော့အခုဒီမှာဆိုလို့ရှိရင်လည်းဒါမင်းတီခဆိုတဲ့ဇက်ကောင်ပေါ့နော်အဲဒီဇက်ကောင်လေးကတော့ရဟိုစမတ်ဖြစ်ပြီးတော့ကိုယ့်ရဲ့အဲဒီအိမ်တော်ကြီးပုံမှာသစ္စာတရားရှိတဲ့လိုမျိုးလိုမျိုးတေးဥဆောင်ရပါဖြစ်တဲ့အခါကျတော့အဲ့လိုပုံစံမျိုးလေးနဲ့ တော့ကဒီဒီနေ့ high class ဆက်ဆက်လို့နေတဲ့ live တစ်ခုကိုပြောဆောင်มาဖြစ်တဲ့အတွက်အဲ့လိုမျိုးဘုပုံစံလေးပြန်ပြီးတော့ပြောင်းလဲဖြစ်တယ်ပေါ့เนาะဒါဟိုအရင်တော့မြင်ခဲ့ရတဲ့စပင်ပုံစံမျိုးလေးဘက်ကမဲ့အဲ director ကလည်းလိုချင်နေဆိုတာねအဲ့စပင်လေးတွေပြန်ဖြောင်းပြီးစပင်လေးတူတူလေးတွေပြန်လုပ်အဲ့လိုမျိုးပေါ့เนาะ Alison Wonderland ပွဲမှာတော့ဟာဆိုကိုနေတိုးစပင်ကောက်တာကိုနေတိုးစပင်ကောက်တော့တခါမမြင်ဘူးတော့တော်တော်လိုက်တာပဲလို့ဟိုကနှမျောနေတာစပင်ပြန်ဖြောင်းလိုက်လို့ အော်နောက်နောက်ကကောက်ကောက်လေးနဲ့ပြန်ရဲတူရတန်ရဆိုပြီးတော့လေတူရတန်မတန်မရတူရမတန်မရဆိုတော့နည်းနည်းလေးစမတ်ဖြစ်အောင်လုပ်လိုက်ဟုတ်ဟုတ်ကဲ့ပါဘာပြောင်းလဲသွားလဲဆိုတော့နည်းနည်းဟိုဆယ်နှစ်ဆယ်နှစ်နီးပါးလောက်ရှိပေါ့နော်အကိုနဲ့မဆုံတာပြန်ဆုံပြန်တွေ့တော့ကြာတော့ကလေးတယောက်ဖေးဖြစ်သွားပြောင်းလဲမှုပြောင်းလဲမှုပေါ့ပြောင်းလဲတိုးတက်ပြောင်းလဲမှုပေါ့ဒါအမေမပါဘူးကိုကတော့တုံရင်တုံရင်ပဲအော်အကိုနဲ့ကတော့အကိုကယူတေးနဲ့ကို့အကိုလိုပဲ သဘောထားတာဆိုတော့ဒီအကူကအလုံးနဲ့ပတ်သက်တာလေးပဲသင်ပေးဖြစ်တာသင်ပေးရများတယ်။ရိုက်ခွင့်နေပိုင်းမှာဆိုလည်းဘုလိုညကဒီဘလိုလေးတရုပ်ဆောင်ရမယ်ဒီအလုံးကြောင်းပဲပြောဖြစ်တာများပါတယ်။ဒီနေ့ပြန်ထားပြီးတော့မပြောက်ပိုင်းပါခုနပြောလို့ပြီးတော့ကဟိုအိမ်တော်ကြောက်သွားပြီဆိုတဲ့လေဟိုဖခင်ကောင်းဟိုခင်မုန်းကောင်းဖြစ်တယ်ပေါ့နော်ကိုမြင်ပါတော့ကိုကအခုဘက်ကပြည့်စုံပြီးတော့ကိုသာ တခြားကြားတယောက်ဆိုလည်းအခုလိုရတာဖြစ်စင်နေပါရဲ့အဲလူပညာဟိုမောင်နှမတွေပေါ့နော်ဒီအကိုတွေကိုအဲ့လိုဂျီယိုသေးသေးပဲဆက်ဆံတာများတယ်ဘယ်လိုဘရမအဲ့လိုရှင်းပုတ်ကောင်းပုတ်အဲ့လိုမျိုးတော့အကိုတွေတော့လုံးလိမ့်မရှိဘူးပေါ့နော်အဲတကယ်စိတ်ထဲမှာအရင်ချစ်ချစ်ပါအကိုတွေကိုလေအဲ့လိုပဲစစ်စစ်ကလေးနဲ့ချစ်တာဘူးအကိုရောဘာလို့ဘယ်လိုလဲချစ်တော့ဒီမှာပြောပြတော့နည်းနည်းလေးသုံးသပ်ပြပါဦးဆယ်နှစ်ကြာမှဘယ်လိုလဲ ဟောအဓိကတော့ဟာပေါ့ဟာပေါ့အဲချိန်တို့အတွင်းမှာလည်းသူက အောင်မြင်တယ်လို့ပြောရမှာပေါ့ကျိုးတာအထုံးမှုကောင်းတယ်လူပညာရှင်တွေမှာပါတယ်ပြီးတော့ဒီအခက်အခက်ခဲတွေကိုရင်ဆိုင်ကြော်လွားခြင်းနဲ့စိတ်ရှိတယ်ဟိုတောက်ဆက်တဲ့ခံစားမှုတွေနဲ့တစ်ခါကြီးရဲ့အမှုပညာကိုဖန်တီးရတာမျိုးရရှိဒါမဲ့အဲ professional နဲ့ personal ကိုခွဲပြီးတော့ဟိုလုံးလုံးတက်တဲ့အမှုပညာရှင်တယောက်ကိုမြင်ပါတယ် ကွေးလေရောပြောပြအောင်လားကိုကိုကတော့ငါပြည့်စုံတယ်ကွေးလေရောကွေးကဟာဘောတော့နောက်မနေ့နဲ့လေးလာတော့ကျင်တယ်တော့ပြောပြပါမယ်ပြိုပြီးပဲဆက်ဖြစ်နေပါပါဒီဘဝလာမယ်ဘာလဲဘာလဲဘာများပြောမလဲပေါ့ရစ်တွေအတိအကျပြောလဲပါလဲ ်ဘူးမခွေးရဲ့လိုကြောက်တဲ့နေဘယ်လိုမျိုးရှိလဲဟင်မခွေးရဲ့လိုကြောက်တဲ့အဲတောက်ပါတောက်ပါပါတယ်ကြောက်တဲ့လေကြီးကောင်းကြောက်ပြလိုက်ရင်လည်းကြီးကောင်းပါကြီးကောင်းမြင်းသိချင်းနေပြလားကိုညီမလေးကောက်တယ်ကျွန်တော်တို့ဒီတွေးကြကြပါတော့ဒီမတမ်းမရာဆိုတော့ဇကားကိုကြည့်ရှုတဲ့အချိန်မှာအတူတူတန်တန်လေးဖြစ်အောင်တွေးကြကြပါ